ကိမာကုရှာဖွေခြင်းနဲ့အကြောင်းအရာတွေရှာဖွေတဲ့အခါမှာမြန်မာစကားပြောအတန်ဖြစ်အလွယ်ကူဆုံးရှာဖွေလို့ရအောင်စတိန်ချိန်နဲ့ညီလိုင်းကူပြပြပေးမှာဖြစ်ပါတယ်။ကိုကဲသေးကိုဝင်တော်လိုက်ပါ။ပေါ်နာလီက profile အခွန်လေးတို့ချစ်နေပေးလိုက်ပါ။အောက်နာလီကစတိန်လေးတို့ချစ်နေပေးလိုက်ပါ။ void နေရာမှာကိုချစ်နေပေးလိုက်ပါ။ပေါ်နာလီက language မှာတစ်ချစ်ထနေပေးလိုက်ပါ။ မြန်မာပါတာနဲ့ဒီကိုကေပုံမှာအတန်ဖြစ်ရှာဖွေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာမြန်မာပါတာကိုလိုက်ပြီးတော့ရှာပေးရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့မြန်မာပါတာကိုတွေ့ပြီဆိုလို့ရှိရင်တော့မြန်မာပါတာဒီ Bamis နေရာမှာကိုကျွန်တော်တို့အမှန်ချစ်ကလေးနှိပ်ထားပေးလိုက်ပါဒီလိုအမှန်ချစ်ကလေးကိုကျွန်တော်တို့ထားပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်နားလေးက chain primary ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါမြန်မာပါတာကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရှင်တော့မြန်မာပါတာဒီနားမှာပြောင်းသွားဖြစ်ပါတယ် ။ကြည်ဒါဆိုရင်ကျွန်တော်ရှာဖွေကြည့်မယ်။မိုက်နေရာမှာတစ်ချက်နှိမ့်မယ်။ကျမ်းမာရေးမြန်မာတိုင်းဖြစ်ကျမ်းမာရေးနဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေပေါ့နော်။ကျမ်းမာရေးပေါ်ပေါ်ညင်ညာဆိုပြီးတော့ဒီမှာတခြားကုလူအပ်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်မြန်မာလိုပဲပေါ့နော်။ကျွန်တော်ရှာဖွေလို့ရပါတယ်။အဲ့မှာကိုထပ်ပြီးတော့နှိမ့်လိုက်မယ်။ Facebook account ဖွင့်နေโอเคပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိလေဆိုရင်ဗီဒီယိုလေးကို like and share များလုပ်ပေးတော်နေပါတယ်